အာအားလုံးမင်္ဂလာပါ။ဒီနေ့ကတော့ကျွန်တော်တို့ဒီ launch pool တွေလိုမျိုးကျွန်တော် BNB ကို lock လုပ်ပြီးတော့အော်ကျွန်တော်တို့အကျိုးမြတ်အဲယူတဲ့အဲကျွန်တော်တို့ Binance ကရဲ့ကျွန်တော် market drop ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြပါမယ်။ဒီနေ့ market drop တခုရှိပါတယ်ဗျ။အာ market drop ကအခုလက်ရှိ ongoing သွားနေရပါတော့။အဲ and in 4 days ပေါ့နော်။၄ရက်မှာကုန်မယ်ပေါ့နော်။အော်၄ရက်မှာ market drop တုံး။ Okay ။အဲ့တော့ဒီ market drop season မှာပါဝင်ဖို့အတွက်ကိုဘာတွေလုပ်ရမလဲပေါ့နော်။အဲ့တော့ကျွန်တော်တို့မှာဘာရှိရမလဲဆိုတော့ ကနေတာဘောနော်ကနေတာကအွန်ဂိုင်းသွားနေတယ်အဲပြီးတော့ quest တွေဖြည့်ရမယ် quest တွေလောက်ရမယ်ဟုတ်ပြီနော် over 3 quest လောက်ရမယ်ပြီးတော့ pmb ကို lock လောက်ရမယ်ဘောနော် ဲ့တော့ BNB lock လောက်အောင်မယ်ကျွန်တော်တို့မှာ BNB ရှိရမယ်အဲအဲ့ဒီမှာကျွန်တော်တို့ရက်30အထက်ကိုဟို lock လောက်လို့ရှိရင်ဘယ်လောက်ရက်60ကို lock လောက်လို့ရှိရင်ဘယ်လောက် score တွေသူကပေးတယ်60ကို lock လောက်လို့ရှိရင်ဘယ်လောက်120ကို lock လောက်လို့ရှိရင်ဘယ်လောက်ပေါ့နော်အော်ကျွန်တော်တို့အဲ့ဒါ Binance တက်တူလဲဆိုတော့ကကျွန်တော်တို့ကဟိုဒီ Binance ကဲ Binance wallet ကဲကျွန်တော်တို့ဒီ AM နဲ့မှာလေအဲကျွန်တော်တို့ဒီဒီထဲမှာရှိတယ်ကျွန်တော်တို့ AM နဲ့မှာ အာ m နဲ့မှာကျွန်တော်တို့ဟော lock လောက်ထားတဲ့ပုံစံနဲ့သွားတူတယ်ပေါ့နော်ဆိုလိုတာကဒီဒါဆိုလောလောဆယ်ကျွန်တော်မှာပြီးကျွန်တော်အဲအဲ့တော့ဟောကျွန်တော် web3 အတွက်လည်း bmb လို့ပါဖြစ်တဲ့အကြောင်းဒီ bmb ကိုကျွန်တော်ဒီမှာ an နဲ့မှာကျွန်တော် hold လောက်ထားတဲ့ lock လောက်ထားတဲ့ flexible နဲ့ lock လောက်ထားတဲ့ bmb ကိုကျွန်တော် region ပြန်လုပ်လိုက်မယ် okay maximum ပေါ့နော် spot wallet ထဲ โอเคအဲ့တော့ spot day ကိုကျွန်တော် BNB ရောက်ပြီအဲ့ BN spot day က BNB နည်းနည်းကိုကျွန်တော်ကဘာလဲဆိုတော့ watery quest တဲ့လောက်အောင်မှာဆိုတော့ binance binance wallet တွေကိုဝင် binance wallet တွေကိုဝင်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ receipt ကိုနှိပ် receipt ကိုနှိပ်ပြီးတော့ withdraw from binance exchange ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က BNB ကို BNB ကိုယူရမှာပေါ့နော်ပြီးတော့ဘယ်ရရင်သွားမှာလဲဆိုတော့ BNB smart chain ရနေသွားမှာ continue နှိပ်လိုက်မယ် ဒီ wallet address ကိုပေါ့နော် keyless keyless wallet address ကိုချက်နှိမ့်လိုက်မယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့က address address ကကျွန်တော်တို့ရဲ့အဲ what three wallet address နော်အဲ့တော့ BMB smart chain number ပေါ်က BMB smart chain number ပေါ်က BB20 ပေါ်ကသွားမယ်အဲ minimum amount က0.00ဟို0.00001ကိုကျွန်တော်တို့ကလွှဲလို့ရတယ်ပေါ့နော် minimum အမီအနည်းဆုံးလွှဲရပမာဏပေါ့နော်ကျွန်တော်ကတော့0.01 PMB ကိုဟိုဘက်ကိုအဲဒီဒီ Word 3တော့ကိုကျွန်တော်ထုတ်ချလိုက်မယ်ပေါ့နော်အဲ live 5 USD လောက်ပေါ့နော်ခဏလောလောဆယ်ထုတ်ချလိုက်โอเค confirm โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Word 3 processing လုပ်နေပြီအဲ့တော့ ဟိုဒီအဲ့ဒါဒါအခုလုံးလိုက်တဲ့ကျွန်တော်တို့ process ကကြတော့ကျွန်တော်တို့ကဒီ exchange ရနေမှာ exchange 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 wallet ထဲကနေမှာကျွန်တော်တို့ Binance Binance exchange ရနေမှာ Binance wallet ထဲကိုကျွန်တော်တို့ကအာ BNB ကိုအရင်ရွှေ့ထားလိုက်တာဘာလို့ဆိုတော့ကျွန်တော်တို့ Web3 Web3 guys မှာကြတော့သူအဲ့ဒါတွေလုတ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်နေ Okay อืมဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအာခဏလေးစောင့်ပြီး ျွန်ရှင်မှာ BMB ကတလောက်ပဲရှိတာဆိုတော့လေအဲကြောင့် HN နေပေါ်လွှဲပေးလိုက်တာဆိုတော့တော့အဲโอเคဒါဆိုရင်ရတော့ရောက်လာပြီပေါ့နော် Okay 5 USDT ရောက်လာပြီအဲ့တော့ HN နေမှာ wallet ထဲကိုကျွန်တော်တို့က BMB ရောက်လာပြီပေါ့နော် Okay အဲ့တော့ HN ရှိကိုကျွန်တော်ပြန်သွားမယ် process ကိုစပြီးတော့ကျွန်တော်တို့ကလုပ်မယ်ပေါ့နော် Okay process ကိုစပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် home နဲ့ဝင် home နဲ့မှာရှိတဲ့ အဟိုထဲမှာရှိတဲ့ MK drop တဲ့ဝင်ပေါ့နော် MK drop တဲ့ဝင်ပြီးလို့ရှိရင်ဒီမှာကနေဒါကိုဆိုတာကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်ကနေဒါကိုဆိုတာတစ်ချက်နှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကအာဒီမှာအာ lock vmb ဆိုတာရှိတယ်အ complete quest complete what required ဆိုတာရှိတယ်ပေါ့နော်အဲအဲ့ဒါလေးကိုတစ်ချက် lock vmb ဆိုတာ subscribe ဆိုတာနှိပ်လိုက်လို့ရှိရင်အဲကျွန်တော်တို့ဒီမှာလေအာကျွန်တော်တို့ဟို ဘလောက်ဘလောက်ရက်ရက်ဘလောက် flexible နဲ့အာလာ15ရက်လာရက်30လာ60လာ90လာ120လာဆိုတော့ဒီမှာလည်းသူကရေးထားတယ်လေ30 60 90 120 lock လုပ်ထားတဲ့ပုံစံမျိုးပေါ့နော်ဒါကျွန်တော်ကခုနက lock ကို unlock ပြန်ဖြေထားလို့เนาะဒါကျွန်တော်လုတ်ပြခြင်းလို့လုတ်ပြခြင်းလို့ဟိုအားဖြစ်ထားတာเนาะအဲ့တော့ဒီမှာ subscribe ကို note တိတ်ပြီးတော့ရှိနေရင်ရှင်ကျွန်တော်ရက်30ဆိုလို့ရှိရင်လည်းအဲကျွန်တော်ဒီမှာရက်30အဲကျွန်တော် lock လုပ်လို့ရတယ်။ဒီမှာရက်30ကိုရွေးရွေးပြီးတော့ကျွန်တော် lock လုပ်လိုက်လို့ရတယ်ပေါ့နော်။ Okay နောက်တစ်ခါကျတော့ကျွန်တော်တို့က complete what the quirk ဆိုတာကကျွန်တော် start quirk ဆိုနေလိုက်နေလိုက်ပြီးလို့ရှိရင်သူကဘာပြောရမလဲဆိုတော့ကျွန်တော် transfer လုပ်ပေးရမယ်0.13 bnb ကို transfer လုပ်ပေးရမယ်တဲ့အဲဒါမှမဟုတ်ရင် sbnb ကို sbnb or လကောင်း bnb တော့လကောင်း0.013ကိုကျွန်တော်တို့ transfer လုပ်ပေးရမယ်။ gas fee 0.003 BNB ပေးရမယ်။ Binance wallet Binance uh wallet ဆိုခုနကကျွန်တော်ချိန်လိုက်တဲ့ HNB ရဲ့ wallet ကိုချိန်လိုက်တဲ့ဟာလေးပေါ့နော်။ FIA BSC network ကို ပေါ်မှာကျွန်တော်တို့ကအာ0.013 pm မျိုး transfer လုပ်ပေးရမယ်ပေါ့နော်အာ ပြီးရရှိရှင်တပိုး0.01 and s. bmb ဆိုလကောင် sbmb ဆိုလကောင်ကျွန်တော် deposit လုပ်ပေးရမှာပေါ့နော်ဒါကိုအက်ကနေပြီးတော့အဲ့ဒါလေးလုပ်ပေးရမယ်တဲ့အဲအဲ့ဒါကကြာတော့ကျွန်တော်တို့ what request ပေါ့နော် okay အဲ့တော့ verify ကိုမနှိမ့်နဲ့နော်ပြီးမှ verify ကိုနှိမ့်ရပါတော့ stack stack now ဆိုတော့တစ်ချက်နှိမ့်လိုက်မယ်အဲ့တော့ကျွန်တော် auto buy တဲ့ကိုရောက်သွားမယ်ဆိုတော့ binance wallet ထဲကိုရောက်သွားမယ်ဟုတ်ပြီနော်အဲ့တော့ binance wallet ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့မှာ bnb ဖြစ် PMB ကိုရွေးမယ်ရွေးပြီးလို့ရှိရင်ရှိရင်ကျွန်တော်တို့ကအာဒီမှာ connect or deposit လောက်ပါမယ်0.01 BNB ကို deposit လောက်ပါဘောနော်အဲ့တော့ connect ဆိုတာနှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်ခုနက metamask နဲ့ကျွန်တော်ချိန်လိုက်ပြီလို့ Binance wallet ကိုချိန်ဟုတ်ပြီနော် Binance wallet ကိုချိန်ပြီလို့ရှိရင်အဲကျွန်တော်တို့က deposit ပါလောက်အောင်လဲဆိုတော့0.01 0.01 BNB ကိုကျွန်တော် deposit လုပ်ပေးပါတဲ့အမောင် gas fee က0.0001 BNB ပေးရမယ်ဘောနော် โอเค deposit လုပ်လိုက်ပါโอเคအဲဒါဆိုလို့ရှိရင်ကျွန်တော် BNB အ BNB chain ဘဝနေပြီးတော့အဒီ wallet ကနေပြီးတော့ keyless wallet ကနေပြီးတော့0.01 BNB ကို deposit လုပ်လိုက်တာပေါ့နော် deposit လုပ်လိုက်တယ် okay အဲ့တော့ confirm ဆိုတာကိုကျွန်တော်တို့ gas fee ရ0.001ပေးပြီးတော့ကျွန်တော်တို့လုပ်လိုက်တယ်ပေါ့နော် confirm ဆိုတာတစ်ချက်နဲ့လဲပါ okay face id လုပ်မယ် transmission submitted ဖြစ်သွားပြီအဲ့တော့ deposit ကလည်း token deposit လည်းပြီးပြီဟုတ်ပြီနော် approval ပြီး token deposit လည်းပြီးပြီဒီမှာ success လည်းဖြစ်သွားပြီ okay အဲ့လိုရှိလို့ရှိရင်ကျွန်တော်တို့ကရပြီရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကိုဆက်သွားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့က ဒီမှာ verify ဆိုတာကိုကျွန်တော်တို့ကတော့အောင်မှာဖြစ်ပါတယ်။ Okay verify ဆိုတာတစ်ချက်နေလိုက်အော် task complete ဆိုတာပြီးသွားပြီเนาะအဲ့ဒါလေးလုတ်ပြီးရင်ကျွန်တော်တို့ကပြီးပါပြီ။ Okay အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့က mega drop oxygen မှာအဲဒီမှာ complete what what you guys ကဖြည့်ပြီးသွားပြီနောက်တစ်ခုကကျတော့ BMB ကို lock လုပ်မယ်ဆိုလို့ရှိရင်လည်းထုံးစံတိုင်းပဲ subscribe ဆိုနှိပ်လိုက်မယ်အဲကျွန်တော်တို့ကဘလောက်ဟို BMB ကို lock လုပ်ချင်တာလဲပေါ့နော်အဲဆိုအဆုံ maximum ဆို maximum ရွေးမယ် maximum ရွေးပြီးတော့ကျွန်တော်တို့ရက်30အနည်းဆုံးပေါ့နော်အဲရက်30ဆိုလို့ရှိရင်ရက်30လို့ကျွန်တော်ကတော့ဟိုပြင်အဲ ရက်30မပြည့်မပြည့်ရင်တော့မရဘူးပေါ့နော်တော့ရက်30အတွင်းမရမယ်အဲရက်ရက်ရက်60ဆိုလို့ရှိရင်ရက်60ပြည့်မှရမယ်ရက်60မပြည့်ရင်ရက်30နဲ့သူကဖြတ်မှာပေါ့နော်အော်အဲ့လိုမျိုးပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကအများကြီးမတုံးချင်ဘူးဆိုလို့ရှိရင်0.2 0.4BNB လောက်ဆိုရင်0.2 0. 2 BNB လောက်ကိုပဲကျွန်တော်30လောက် lock လုပ်လိုက်မှာပေါ့။ဟုတ်ပြီနော်တဝက်လောက်ပေါ့။ Okay အဲ့လို့ရှိရင် confirm ဆိုတော့ကျွန်တော်တစ်ချက်နှိပ်လိုက်မှာ။ Okay နော် uh, understand ဒါတွေကတော့သူ့ရဲ့ဒီ time စီကို follow လုပ်တယ် and လက်ခံတယ်ဆိုတဲ့သဘောပေါ့နော် once 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 okay confirm โอเคအဲ့တော့ subscription successful ဖြစ်သွားပြီဟုတ်ပြီเนาะအဲအဲ့တော့ရှင်ရှင်အာ go back to magadrox ဆိုတာကိုပြန်သွားလိုက်ပေါ့เนาะအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထဲမှာ magadrox ထဲမှာကျွန်တော်တို့ကပေါအကုန်လုံးဒီမှာ lock up ဖြစ်သွားပြီပေါင်ပြီးသားဖြစ်သွားပြီ mistake with canada ကိုမှလည်းကျွန်တော်တို့က complete ဖြစ်သွားပြီပေါ့เนาะအဲ့တော့ ့ project ကတော့ကျွန်တော်တို့၄ရက်ပေါ့နော်၄ရက်၄ရက်ပေါ့နော်ဒီမှာ project info လဲကျွန်တော်တို့ကကြည့်လို့ရတယ်အဲ project info ရဲ့ဒီမှာကျွန်တော်တို့ white paper ရေး website ထဲဝင်ပြီးတော့ကျွန်တော်တို့ကကြည့်လို့ရတယ် okay နော်အဲဒါဆိုရှင်ဒါဆိုရှင် Binance Megadrock မှာအကျွန်တော် BNB နဲ့အဲ30ကို lock လုပ်ပြီးတော့အကျိုးမြတ်ရှာတဲ့ပုံစံပါအဝတ်ရီကွတ်စ်လေးဖြည့်တဲ့ပုံစံပါအားလုံးကျေးဇူးတင်ပါတယ်